ရစ်အောင်မင်္ဂလာဖြစ်ကျွန်တော်တို့ channel တွေကနေပြန်လည်ကြိုဆိုနိုင်ပါချင်းခေယုံနဲ့တောင်တာရင်းစစ်တပ်တဆွထားတယ်ပြင်ထောင်ပြူစော်တီပြားနဲ့စစ်ကြောင်းကိုတက်ခိုင်းမှုစကောင်းစစ်တပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ပြူစော်တီဆရာတော်ဥပတော်ဝါလည်းဒေဆုံးကြောင်းတိုင်းတွေထပ်ပေါ်နေခဲ့လည်းဖြစ်ပါရင်းစကိုင်းတိုင်းခေယုံမြို့နယ်ပြင်ထောင်ပြူစော်တီပြားကိုလက်နေချင်းများဖြင့်ပြစ်ခတ်တက်ခဲ့ကြရရင်စကောင်းစစ်တပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းပြည်ချုပ်ကကိုရဲ့အဖွဲ့ရှိဦးမြို့နယ်ပကပတော်ဝန်ခံကရောက်ခဲ့တဲ့တရင်ဌာနချတဲ့ပြူစော်ချဖြစ်ပါရင်း ။ AB လနေရနေမော်လန်နနိုင်ငါဆနစ်ခတ်တွင် KU မြို့နယ်ပြင်ထောင်ပြူစော်တီဘော်ကိုရေဦးမြို့နယ်ပြီးတုကောက်ခွေအဖက်ကနက်နေကြီး80မမ55လောက်ဖြင့်ပြစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရတခဲ့ပေါ်အတွက်မှာအကျန်းလက်စကောင်စစ်ဘက်ကနေထိခိုက်တင်ဆုံမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကိုအတိပြုနိုင်ရှင်းမရှိတဲ့ကြောင့်တော်ရင်ရှင်းပေါ်များအထိခိုက်မှုရှိပြန်လဲဆုတ်ခွနဲ့ကကြောင်းတရှိရပါတယ်။အလားတူမန္တလေးတိုင်းတောင်နာမြို့နယ်အတွင်းမှာစစ်ကြောင်းထုံလာခဲ့တဲ့အကျန်းပဲစကောင်စစ်တပ်များနဲ့ပြူစော့ထင်းများကိုကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းတောက်တာပြပတ်ချက်ဖန်ဖူမှာ တောင်းရှိတူတာပြောဆိုချဖြစ်ပါတယ် မဆန်၂၅ရက်နေ့ကျွေးမြင့်ချမ်းမြို့နယ်မှာတောင်တာမြို့နယ်နမ်မြတောင်စစ်စစ်ကြောင်းထွန်းလာတဲ့အင်အားတရားကြောခံပါရှိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စစ်စစ်ကြောင်းကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကအကြမ်းဖက်တိုက်ခိုက်ကြောင်းသိရှိရပါတယ်။ရဲတပ်ခိုင်မှုအတွေ့အကြုံဆိုရင်တော့အကြမ်းဖက်စစ်ကောင်စစ်ဘက်ကနေအထင်အသောကြောင့်မေချီတန်နေတပ်မှဂျက်တိုင်ဒီရင်ဖြင့်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စစ်ဘက်ကနေထိခိုက်သိဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေမယ့်တော်လိုင်းရဲရဲပေါ်မှာအခြေခံရှိပြန်လည်ဆက်ခွင့်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အကြမ်းတစ်ဆက်ပြီးမှကျွန်မရဲ့ကဌာနကိုပြောပါရှင်အပင်မဆုံးအတွေ့အထိပဲကျေးဇူးတင်ရှိပါရှင်